အဲ့တော့ကျွန်တော်တို့ဒီမှာတွေးရမယ်ထင်နေပြအဲဒီမှာ share မြန်မာ .app ဆိုတဲ့ account လေးပေါ့နော်ဒီ software လေးပါ account တွေမဖွင့်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဖွင့်ပြီးတင်ထားပေးပါမယ်ပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်ဖွင့်ပြီးမပြဘူးငွေဖြည့်တဲ့နည်းပြပေးမယ် okay အဲ့တော့ကျွန်တော်တို့အနေနဲ့ငွေဖြည့်မယ်ဆိုရင်ဘယ်ကောင်နှိပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် cash in ဆိုတဲ့ account လေးရှိရတယ် account လေးပေါ့နော် okay ဒီ account လေးကိုနေမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ agent တွေကိုကျွန်တော်ရွေးချယ်ပြီးတော့ဒါငွေဖြည့်ရမှာဖြစ်လို့ကြောင့်ဒီနေရာမှာ agent တွေချလို့ရတယ်ဗျာဒီပေါ့ဆို agent တွေတပုံအများကြီးရှိရဲ့ဒီမှာ ဖြည့်ချင်တဲ့သူစီမှာဖြည့်လို့ရရင်เนาะဒါကအဲကျွန်တော်ကပြပေးချင်တာတော့ကျွန်တော်စီမှာငွေဖြည့်ချင်တဲ့သူတွေကိုကျွန်တော်ကရှုပ်ဖြည့်မတတ်တော့ဘူးเนาะဘာချင်းပြောင်းလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဖြည့်မတတ်ကြတော့အတိုင်ပတ်ကုန်နေပေါ့เนาะအဲ့တော့အတိုင်မပတ်ရလေအောင်အခုပဲပြီလို့ကြည့်တော့ပါအဲဒီ sex farm မှာပေါ့เนาะရိုက်ချလေးရတယ်ဗျအကျွန်တော်လည်းမြေရချလို့လည်းရတယ်ပြောလို့ရမ်းချခြင်းသူတွေဆွဲချလို့ရတယ်ဒီမှာကျွန်တော်ရိုက်ကြည့်တိုင်းမယ်โอเคဒီမှာကျွန်တော်နာမည်တက်လာပြီเนาะ ီမှာ slash ဆိုတာဒီနှိပ်တဲ့ email လေးကိုနော် slash ကိုနှိပ်မယ်ပြီးသားပြီဆိုဒီမှာကျွန်တော်တို့ကိုဖြည့်ကျင်တဲ့ငွေအမောက်ကိုဒီမှာအပေါင်းကြက်ကနေအနည်းဆုံးစပြီးတော့ဖြည့်လို့ရရယ်နော်မြန်မာကြက်ငွေပြောနော်ထိုင်းဘက်ငွေမဟုတ်ဘူးမြန်မာကြက်ငွေတပေါင်းကနေစပြီးလို့ရတယ်အကျွန်တော်ဒီမှာအဲ့ဒီ agency ကနေကျွန်တော်ကိုကငွေဖြည့်ကျင်နေသလိုချင်းဒီမှာ smith mail လေးကိုနှိပ်မယ်ပြီးသားရင်ဒီ mail ရောင်းလေးကိုထနှိပ်မယ် conference ကိုထနှိပ်မယ် okay ဒါဆိုရင်ကျွန်တော်တို့က agency ကိုငွေတောင်းပြီးလိုက်ဖြစ်တယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့တွေက အေဂျင်စီကိုကျွန်တော်တို့ငွေတောင်းပြီးသွားပြီဆိုရင်ကိုကဆက်သွယ်ရမယ်เนาะဒီ messenger လေး cloud လေးကိုနှိပ်ပြီးတော့ဆက်သွယ်သွားပါပြီးမှသာရင်ကျွန်တော်တို့အေဂျင်စီကိုအာကိုဘက်ကအရင်ငွေပေးရရင်เนาะကိုဘက်ကငွေပေးပြီးသွားပြီဆိုမှသူတို့ကငွေဖြည့်ပေးမှဖြစ်ပါရင်เนาะအာဒါကျွန်တော်ကဒါငွေထည့်ပြတာဖြစ်ပါရင်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီမှာကိုတိုင်ဖြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ messenger မှာရှိတယ်ပေါ့เนาะဒီ subscription ဆိုတဲ့ကောင်းလည်းရှိတယ်ဒီကောင်ကတော့ဒါကိုတိုင်ဖြည့်တယ်နီးဒီကောင်ကတော့နည်းနည်းရှောက်တယ်ပေါ့เนาะကိုယ်စီမှာဒီအကောင့်တွေဒီ software တွေရှိတဲ့ဆိုတော့ကိုယ်တိုင်ဖြည့်လို့ရမယ်ဒီမှာဗျ ျွန်တော်ဒီမှာနော်ကိုသုံးပြီးဆော်ဝဲရွေးပြီးတော့ဖြည့်လို့ရတယ်ဒီကောင်တွေကျတော့နည်းနည်းရှုပ်တယ်ကျွန်တော်မရှင်းပြလို့ပေါ့နော်ကိုယ်တိုင်စမ်းကျင်တဲ့သဘောပဲစမ်းကြည့်လို့ရတယ်ပေါ့နော်โอเคဟုတ်ပြီတော့ကျွန်တော်ဒီမှာဒီလိုမျိုးပြီးသွားပြီဆိုရင်ပတ်စံတော့ရောက်မလာဘူးเนาะကျွန်တော်တွေ agent ရအတီးပြီးတော့ပတ်စံရတာဖြစ်တယ်ပေါ့နော်ဒီမှာစာဖတ်လို့လည်းရတယ်အာဒီမှာတွေ့ရမှာမဟုတ်ပြဒီဒီမှာတောက်ခံထားတဲ့ရက်ဒီမှာအချင်းကငွေလက်ခံပေးမှကျွန်တော်တို့ကဒါပတ်စံရောက်မှာပေါ့နော် အဲကျွန်တော်တို့ဒီ cancel company ပဲเนาะ cancel request နှိပ်လိုက်ပြီဆိုတော့ကျွန်တော်တို့က agency မှာပတ်စံရောက်တော့ပေါ့เนาะโอเคအဲ့တော့ကျွန်တော်ဒီမှာ design ထားလိုက်မယ်ထားပြီးဆိုရင်ကျွန်တော် agent ကိုဆက်သွယ်သွားပါအဲဆိုရင်တော့ကျွန်တော်တို့ agent ဆက်သွယ်ပြီး agent ကသူ့ language ရောက်ပြီဆိုတော့ကျွန်တော်ပတ်စံထည့်ပြီးမှဖြစ်ပါ